ဘော်ရာတို့ဘာပဲကြီးကြီး channel subscribe လို့ဘေးနာခေါလောင်းနေ VPN link ဖွင့်ပြီးတော့ဂျီဘီတာကိုမျက်တာရက်ခံရင်းနေပဲဒီနေ့မှာတော့ manipulate အပိုင်းရှစ်စပ်ပြီးတော့သွားကြအောင်ပါခင်ဗျာဒီပိုင်းအစမှာကတော့ရုံရှိရဲ့အိမ်မှာရောက်နေဖြစ်တဲ့စုံတော်ဝန်ကဒေချုံတယောက်ထောင်းကနေထွက်ပြေးသွားတာမလို့ရုံရှိစီကိုရောက်လာမျိုးရုံရှိနဲ့ဆက်သွယ်ခဲ့တာမျိုးရှိခဲ့လားဆိုပြီးတော့စစ်စစ်မေးမြန်းနေခဲ့ပါလေရုံရှိကလည်းထဲချုံနဲ့သူကနောက်ဆုံးတစ်ခေါက်ထောင်းဝန်စာတွေ့ပြီးချိန်ကလေးကဆက်သွယ်မရှိတော့ကြောင်းကိုပြောပြီးတော့ညင်းလိုက်ပေမဲ့စုံတော်ဝန်ကမယုံကြည်ပဲ ရုံရှိအိမ်ကအခန်းတွေဝင်ပြီးတော့စစ်ဆေးကြည့်မယ်ဆိုပြီးတော့လှုပ်ပါလေတခြားအခန်းတွေဝင်ကြည့်ပြီးတော့ဘာမှမတွေ့ရတာကြောင့်စုံတော့ဝင်လဲနောက်ဆုံးကြံနေတဲ့အခန်းတွေဝင်ကြည့်ဖို့လှုပ်ပါလေရုံရှိကလည်းအခန်းတွေတော့မဝင်ပါနဲ့ဆိုပြီးတော့အတင်းတားဆီးခဲ့မယ်စုံတော့ဝင်ကပို့ပြီးတော့မတင်ငါဖြစ်သွားတာကြောင့်အခန်းတကားကိုဆွဲဖွင့်ပြီးတော့ထဲဝင်ဖို့လှုပ်ချိန်မှာတော့အခန်းထဲမှာအင်းကြီးလဲနေတဲ့ဝင်ပြီးကိုတွေ့လိုက်ရပါတော့လေထောင်ဆောင်ရန်ကစုံတော့ဝင်စားရုံရှိကိုအရန်အားနာနေခဲ့ပြီးတော့ရုံရှိကလည်းဝေစားလဲနေအောင်တကားတင်းဆွဲဖွင့်လို့ဒေါသထွက်နေတယ် ။တမိဖြစ်သူအွန်ဘီကိုလက်ရှိရောက်နေရကယာရှိတွေဖြစ်ကြောင်းကိုပြောပြီးတော့မိတ်ဆက်ပေးလိုက်ပါတယ်။အွန်ဘီကတော့ယာရှိဆိုတိုင်းမိန်းကလေးတယောက်ဝေလဲနေအောင်ချောင်းကြည့်ရသလားဆိုပြီးတော့စုံနောက်ဝမ်ကိုဒေါသထွက်ထွက်နဲ့ဆဲဆိုနေပါတော့တယ်။စုံနောက်ဝမ်ကလည်းငြိမ်မခံပဲပြန်ပြီးတော့ခြေပပြောဆိုတဲ့အခါမှာတော့ဒေါသထွက်နဲ့အွန်ဘီလည်းပူပေါက်ကွဲသွားပြီးတော့အိမ်ထဲကနေထွက်သွားဖို့အတင်းနှင်ထုတ်ပြစ်ပါတော့တယ်။စုံနောက်ဝမ်ကလည်းသူ့လိုယာရှိကိုနှင်ထုတ်ရပါမလားဆိုပြီးတော့စကားတွေပြန်ပြောချိန်မှာတော့ဂျေနေတွေကလည်းပို့ပြီးတော့တင်းမာလာခဲ့ကရုံးဝင်ဆန်ကတ်တွေဖြစ်ကုန်ကြပါတော့တယ်။ ။အိုမီကတော့သူမအိမ်ထဲကနေချက်ချင်းထွက်သွားစမ်းလို့ပြောနေပြီးတော့တောင်းကြနေတာကြောင့်ထောင်ဆောင်ရန်ကမဲ့စုံတော်ဝန်ကိုဖြောင်းပြပြောဆိုပြီးတော့အပြင်ကိုခေါ်ထုတ်လာခဲ့လိုက်ရပါတယ်။အပြင်ကိုရောက်ချိန်မှာတော့ထောင်ဆောင်ရန်ကစုံတော်ဝန်လောက်ရကိုတောင်းပန်ကြောင်းနဲ့နောက်မှပဲထပ်လာခဲ့ပါမယ်ဆိုပြီးရုံရှိကိုပြောခဲ့လိုက်ပါတယ်။ရုံရှိကတော့သူ့အနေနဲ့ထောင်ကလွတ်လာပြီးကြတဲ့ကထောင်ဝန်တန်းတွေအရာရှိတွေနဲ့ပြန်ပြီးတော့မတွေ့ကျင်တော့တာကြောင့်နောက်လဲမလာနဲ့လာလဲမနောက်ပါနဲ့တော့ဆိုသလိုပဲခက်ပြက်ပြက်ပဲပြောလိုက်ပြီးတော့ထောင်ဆောင်ရန်တို့ကိုပြန်ခိုင်းလိုက်ပါတော့တယ်။ကားရဲရောက်ချိန်မှာတော့ထောင်ဆောင်ရန်ကစုံတော်ဝန်ရဲ့ မှားရင်းနဲ့လောက်ရကြောင်မဆိုင်နဲ့တပတ်လူတွေကိုနောက်ဆက်ပေးမိဖြစ်ကြောင်းကိုပြောနေခဲ့ပါတယ်။စုံတော်ဖွဲ့ကတော့ဂီမဆိုင်တို့ပုံစံနဲ့ပဲထဲကျုံးမမာရှိနေလဲဆိုတော့တဲလွန်သာထတ်ရှာမယ်ဆိုပြီးတဏျာကိုထွက်လာခဲ့လိုက်ပြန်ပါတယ်။တပတ်မှာတော့ဟျုံချောင်းကဖုန်းပိုင်ရှင်မိန်ကလေးပေးတဲ့လိမ့်စာတိုင်းနေရာကိုရောက်လာနေခဲ့ပဲဖြစ်ပါတယ်။တဏျာရောက်တော့လမ်းဘေးမုံဆိုင်လေးတစ်ခုမှာဖုန်းပိုင်ရှင်ဆိုတဲ့မိန်ကလေးနဲ့တွေ့ဆုံခဲ့ရပြီးတော့ဟျုံချောင်းကလည်းတပတ်မိန်ကလေးရဲ့ဖုန်းကိုကောင်းကောင်းမွန်မွန်ပဲပြန်ပြီးတော့ပေးကတပတ်လန်းကိုကူးသွားလိုက်ပါတယ်။ အဲ့ချိန်မှာတော့အချိန်မီရောက်လာတဲ့ဒဲဂျုံးကလမ်းတနေရာကနေမောင်းထွက်လာပြီးတော့မိန်းကလေးရဲ့လက်ထဲကဖုန်းကိုလူကမောင်းပြေးပါတော့တယ်။အားလုံးသိတဲ့အတိုင်းတစ်ဖက်ဖုန်းပိုင်ရှင်ဆိုသူကလည်းယိုဟန်လူတွေပဲမဟုတ်လို့မိန်းကလေးကလည်းနီးနားမှာဆောင်းမေးနေသူ့လူတွေကိုချက်ပြပြီးတော့ဒဲဂျုံးနောက်ကိုအမီလိုက်ခိုင်းခဲ့ပါတယ်။ဒဲဂျုံးလည်းတစ်ဖက်လူတွေပိတ်ဖမ်းတဲ့ကြားကနေလမ်းကျိုးလမ်းကြားတွေထဲကနေပတ်မောင်းပြီးတော့လွတ်အောင်ပြေးလာနိုင်ခဲ့ပါတယ်။တပတ်မှရှိတဲ့ယိုဟန်ကတော့အမှုအတွက်ဂွင်စင်နာတဲ့ဖုန်းကိုလူတယောက်ကလူ့သွားတယ်ဆိုပြီးသူ့လူတွေစီကနေသတင်းရရချင်းမှာပဲ အရန်ပေါက်ကွဲပြီးတော့လောဟားကအနေနဲ့ပူနွေးနေရထားတဲ့ရုပ်ထုကိုပါဖျက်ဆီးပြစ်နေပြီဖြစ်ပါတယ်။ယွမ်ကအဲဒီရုပ်ထုထဲမှာပဲနေနာသူမျိုးသားကိုတတ်ခဲ့တဲ့လက်နက်ကိုပါဖွက်ပေးထားပြီးတော့အဓိကသက်တွေကိုဖျောက်ဖျက်ပေးထားခဲ့တာပဲဖြစ်ပါတယ်။ဖုန်းကိုရသွားတဲ့ထဲကျွန်းကတော့သူရလာတဲ့ဖုန်းကတေဆုံးသူစန်းရပညာရှင်အမျိုးသားတယောက်ရဲ့ဖုန်းဖြစ်ပြီးတော့သူတုံးကလည်းအခုလိုမျိုးပဲဖုန်းတစ်လုံးကိုချမ်းခဲ့တာကွက်ထဲဝင်အောင်လို့ဇက်လန်းဆင်ထားခဲ့တာဖြစ်ကြောင်းကိုရုံးရှိကိုပြန်ပြီးတော့ရှင်းပြနေခဲ့ပါတယ်။ ရုံရှိကတော့ထဲချုံပြောပြတဲ့ဇကားတွေကြောင့်အပြစ်မရှိသူတွေကိုဒုက္ခရောက်လုံနေတဲ့လုံချမ်းသူခွေးကောင်တွေကိုတော်လေးကိုယွန်နေမိပြီဖြစ်ကြောင်းထဲချုံကိုပြန်ပြောခဲ့ပါလိမ့်။အန်တော့ရုံရှိကစောစောအရာရှိတွေရောက်လာပြီးတော့သူ့အိမ်မှာစစ်ဆေးထားတဲ့အကြောင်းတွေကိုထဲချုံကိုပြောပြလိုက်ပါလိမ့်။ထဲချုံလည်းအရန်ကိုအားနာသွားခဲ့ရပြီးတော့သူဒီမှာဆက်နေလို့အဆင်ပြေပါမလားဆိုပြီးတော့မေးလိုက်တော့ရုံရှိကအရာရှိတွေလည်းထပ်လာတော့မှမဟုတ်တလို့ဘာမှစိတ်ပူစရာလည်းမလိုတော့ပဲတစိမ့်ဆန်တဲ့စကားတွေလည်းပြောမနေပါနဲ့ဆိုပြီးတော့နေရာကနေထွက်သွားလိုက်ပါလိမ့်။ ညမရောက်တဲ့ချိန်မှာတော့ဒဲကျုံးကဖုန်းကိုကောက်ရထားတာဖြစ်ကြောင်းနဲ့ဇူချင်းငွေပမာဏများများပေးလို့ရှိရင်ဖုန်းကိုပြန်ပေးမယ်ဆိုပြီးတပတ်ကိုလမ်းပြီးတော့ဆက်သွယ်ခဲ့ပါတယ်။တပတ်မိန်ကလေးကလည်းထဲကျုံးပြောတဲ့အကြောင်းကိုထပ်လူစီမှာပြန်ပြီးတော့တင်ပြလိုက်တဲ့အခါခေါင်းဆောင်ကဖုန်းကောက်ရတဲ့ကောင်ကဘယ်သူမှတော့မသိပေမဲ့သူတို့လောက်ကိုနှောင့်နှေးအောင်လုပ်ရပါမလားဆိုပြီးတော့ဆဲဆိုနေခဲ့ပါတယ်။ဒါမဲ့လက်ရှိမှာတော့ဖုန်းပြန်ရဖို့ကအဓိကပဲမလို့တောင်းတော့ပေးပြီးတော့ဖုန်းကသာရအောင်ပြန်ယူခဲ့တော့ဖို့မိန်ကလေးကိုတာဝန်ပေးလိုက်ပါတယ်။အဲ့တော့မိန်ကလေးလည်းထဲကျုံးတောင်းတဲ့ငွေပမာဏကိုယူလာပြီးတော့ ချိန်နဲ့နေရာမှာသွားပြီးတော့စောင့်နေခဲ့လိုက်ပါလေတဲကျွန်တော်ဒင်းတို့အကွက်တွေကိုဂျိုသိနေရမလို့ဖုန်းနဲ့သာဆက်သွယ်ပြောဆိုပြီးလူကရိုင်းထွက်မလာဘဲနောက်ွယ်ကနေစောင့်ကြည့်နေလိုက်ကဒယ်လီမားတယောက်ကသာဖုန်းနဲ့ပတ်ဆံကိုလဲလေလှုပ်ခိုင်းလိုက်ပါလေကိစ္စပြီးလို့မိန်းကလေးလည်းပြန်တော့မယ်ချိန်မှာတော့တဲကျွန်ရဲ့နောက်ွယ်ကနေထွက်လာခဲ့ပြီးတော့အဲ့ဒီမိန်းကလေးရဲ့နောက်ကနေတိတ်ဆိတ်လိုက်သွားခဲ့ပါလေတပတ်မှလည်းယူအန်ကခုနအစာအုပ်စီရောက်နေခဲ့ပြီးတော့အလौဒ်အတွက်ချိန်ထောင်လေးသွားစီခဲ့တာကြောင့်တစ်ဖက်ကအလौဒ်အပ်သူကိုတောင်းပန်စကားပြောနေခဲ့ပါလေ အဲ့တော့ယွမ်ကဒီတစ်ခါတော့ကြည့်ကြပြီးတော့ရှင်းပေးလိုက်မှာမလို့နောက်တစ်ခါအမမရှိအောင်လှုပ်ဖို့အတွက်မိန်းကလေးကိုဖုန်းပြန်ယူခံလိုက်တဲ့ခေါင်းဆောင်ကောင်ကိုပြောလိုက်ပါလေခေါင်းဆောင်ကောင်လည်းအလူခံလိုက်တဲ့ဖုန်းကတေတာပေါက်ပြန်မှာဖြစ်ပြီးလက်ရှိမှာလည်းဒီဖုန်းကိုပြန်ယူဖို့ခိုင်းစီပြီးဖြစ်ကြောင်းကိုပြောပြီးတော့ပြားပြားသလဲတောင်းပန်လိုက်ပါလေအဲ့ချိန်ကျမှပဲယွမ်လည်းပိုဒေါသထွက်သွားခဲ့ပြီးတော့သူစရာခွင့်ပြုချက်မတောင်းဘဲဖုန်းပြန်ယူခိုင်းမှုကိစ္စကိုကိုယ့်အကူစီစဉ်ခဲ့တာပေါ့ဆိုပြီးဝါစားတော့မယ်ကြည့်နေတဲ့ site ကြည့်နေခဲ့ပါလေအဲ့ချိန်ဘေးမှာရှိနေတဲ့ဖွယ်တွေကတေးဦးမတကောင်က UN ဘာအိုဆိုလိုတာလဲဆိုတာချက်ချင်းကိုသဘောပေါက်သွားခဲ့တာကြောင့်ခေါင်းဆောင်ကောင် UN ရှိမှာပဲချက်ချင်းရှော့ပြလိုက်ပါတော့တယ်။ UN ကလည်းဒီအမှုအတွက်နောက်လောရမယ့်ကိစ္စကိုဆက်ပြီးတော့ဆောင်ရွက်ဖို့တရုတ်မောက်တာဝန်ပေးလိုက်ပြီးသူ့နေရာကိုအေးဆေးပဲပြန်ထွက်သွားခဲ့လိုက်ပါတယ်။အလူခံလိုက်တဲ့ဖုန်းကိုယူပြီးတော့ပြန်လာတဲ့မိန်းကလေးရတဲ့အစာအုပ်စီကိုပြန်ရောက်လာခဲ့ပြီဖြစ်ပါတယ်။ထဲကျောင်းကလည်းမိန်းကလေးဝင်သွားတဲ့အစာအုပ်တွေကိုနောက်ကနေတိတ်ဆိတ်လိုက်ဝင်သွားခဲ့လိုက်ပါတယ်။စာအုပ်တွင်းပိုင်းထဲမှာတော့အရွယ်ဆုံးပုံစံဆုံး အဝိထေပုံများပြားနဲ့လူသုံးဆောင်ပစ္စည်းတွေလည်းရှိနေခဲ့ပြီးတော့အပေါ်တတ်မှလည်းဓာခွဲကန်းလိုပုံစံထဲမှာအလုံးလုံးနေကြတယ်ဝန်ထမ်းတွေလည်းရှိနေခဲ့တာဖြစ်ပါတယ်အဲဒီကိုတော်နဲ့ကိုအထုပ်တွေဆွဲပြီးတော့ဝန်ထမ်းတယောက်ဝင်လာတဲ့အခါထဲကျုံးကဝန်ထမ်းကိုကတ်တိုးလေးဆွဲတီးလိုက်ပြီးတော့ဝန်ထမ်းယူနီဖောင်းကိုလဲဝဲကအပေါ်တတ်ကိုတက်လာခဲ့လိုက်ပါတယ်အပေါ်တတ်ကိုရောက်ချင်းမှာပဲကုနာသူ့စီကိုဖုန်းလာတဲ့မိန်းကလေးကိုမြင်တော့ထဲကျုံးလည်းမရိပ်မိအောင်ဟန်ဆောင်ပြီးတော့ထဲကိုဟန်မပြတ်ပဲဝင်သွားလိုက်ပါတယ်တဲမှာတော့ဝန်ထမ်းတွေကလူသုံးဆောင်ပစ္စည်းတွေကိုသေးသာစစ်ဆေးပြီး အဝိထေရီသုံးဆောင်တွေကနေကပ်ပါလာတဲ့မှုံမွားစပင်မွေးကစခွာယူနေကြတာကိုမြင်လိုက်ကြပါရယ်အဲ့ချိန်မှာပဲထဲကျုံးကသူ့တုံးကသူမသွားခဲ့ဘူးတဲ့နေရာသူမသိခဲ့ဘူးတဲ့တေဆုံးသူမိန်းကလေးစီမှာသူ့ရဲ့အချက်အလက်တွေကြံခဲ့အောင်ဒီနည်းနဲ့လှုပ်ကြံခဲ့ကြတာပါလားဆိုတာကိုချက်ချင်းပဲသဘောပေါက်သွားခဲ့ပါတော့တယ်ထဲကျုံးလည်းဖုန်းကိုမြန်ထုတ်လိုက်ပြီးတော့ဝန်ထမ်းတွေလောက်ကိုင်နေကြတာတွေဗီဒီယိုခိုးပြီးတော့ရိုက်ထားလိုက်ပါရယ်ဒါမှမဟုတ်ဆိုင်သိန်းချင်းဖြစ်လို့ဟွန်းချောင်းလဲအလုပ်တွေရှုပ်နေခဲ့ပြီးတော့ဟွန်းချောင်းရဲ့ ဆိုင်ရှိမှလည်း UN ဘတ်တော်သားတရုတ်မှကရောက်ရှိနေခဲ့ပြီပဲဖြစ်ပါတယ်။ထဲကျုံကဖုန်းနဲ့ဗီဒီယိုရိုက်နေချိန်မှာတော့ဖုန်းတန်မြည်လာခဲ့တာကြောင့်ဝန်ထမ်းတွေအားလုံးနဲ့ထဲကျုံလှည့်ကြည့်ပြီးတော့ဘသူလဲဘာကောင်လဲနဲ့မိကုန်နေထုံနေကြပြီပဲဖြစ်ပါတယ်။ထဲကျုံလည်းဖုန်းကိုမိရကန်လိုက်ချိန်မှာတော့ CD မှတ်တမ်းကိုစောင့်ကြည့်ပေးနေတဲ့ရုံးရှိကဟွန်ချောင်းရဲ့ဆိုင်မှာမူမမှန်တာကိုတွေ့နေရတာကြောင့်ထဲကျုံအမြန်သွားဖို့လိုအပ်ပြီဖြစ်ကြောင်းလမ်းပြီးတော့သတိပေးကပြောကြားခဲ့တာပဲဖြစ်ပါတယ်။ဖုန်းပြောလို့ပြီးမှပဲဝန်ထမ်းတွေကဆလာဆလာလှုပ်ပြီးတော့ထဲကျုံပြေးမှုအတွက်ပြင်နေကြအတွက်ထဲကျုံကမဲ့ဥအောင် အရင်ထတီးလိုက်ပြီးတော့ဝင်တိုင်းနေနဲ့ fighting ပလေးရပါတော့တယ်တဖက်မှာတော့တေယုံမကယွန်းချောင်းကိုဓာတ်ထုတ်ပြပြီးတော့ချင်းချောင်းနေတာကြောင့်ယွန်းချောင်းလည်းသူမကိုဓမြတိုက်တယ်ထင်ပြီးပတ်စံတွေကအန်ဆွဲထဲမှာပါလို့ကြောက်ကြောက်လန့်လန့်နဲ့ပြန်ဖြေလိုက်ပါတယ်ဒါပေမဲ့တေယုံမကတော့သူမကိုသပင်းလှုပ်ပေးလို့ပြောပြီးတော့ထိုင်ကုန်မှာဝင်ထိုင်လိုက်တာကြောင့်ယွန်းချောင်းလည်းနားမလည်နိုင်အောင်ဖြစ်သွားခဲ့ရပါတယ်ထဲကျုံကလည်းဝင်တန်းကောင်အများပြောင်းမရရအောင်ရှင်းဖိုက်ပြီးတော့မှစောင်းစီကနေခက်ခဲပြန်ထွက်လာခဲ့ပြီပဲဖြစ်ပါတယ်တဖက်မှာလည်းယွန်းချောင်းကတေယုံမကိုသပင်းလှုပ်ပေးနေရင် ပြင်စီတစ်ခုယုံမယ်လို့ဆိုတာခဏထွက်သွားဖို့လုံနေတုံးမှာပဲဒီအောင်မတော့တကယ်လို့သူမအောင်တိုက်ခိုက်ဖို့ကြံစီနေတယ်ဆိုရင်ယုံချောင်းနေမဟုတ်ပဲသမီးဖြစ်သူကိုပါတပစ်မယ်ဆိုပြီးတော့ချင်းချောင်းနေခဲ့ပါလေယုံချောင်းကလည်းအစားတော့အစီအစဉ်မရှိပေမဲ့သမီးဖြစ်သူကိုပါအန်ရပြုမယ်ဆိုတဲ့စကားတွေကိုပြောလာခဲ့တာကြောင့်ဒီအောင်မကိုအလစ်ဝင်ပြေးပြီးတော့ခုခံမှုစ조사လိုက်ပေမဲ့ဒီအောင်မပဲလက်အုပ်မှုရယူပြီးတော့တီးပစ်လိုက်တာကြောင့်ယုံချောင်းလည်းတော်လေးကိုနာကျင်သွားခဲ့ရပါလေအဲဒီမှာပဲထဲချုံးကလည်းဆိုင်ကယ်ကြီးနဲ့ဆိုင်ထဲတွေကိုမောင်းချလာခဲ့ကယုံချောင်းကိုဒီအောင်မလက်ကနေကယ်ထုတ်ပေးခဲ့ပြီးတော့ ဒီဥမာနဲ့ဆက်လက်တိုက်ခိုက်ခဲ့ပါတော့တယ်။ထဲကျုံကဒီဥမာရဲ့ဓားချက်တွေကိုသဲသံပြန်ခုခံပြီးတော့ဒီဥမာကိုလည်းမှတ်လိုက်သားလောက်အောင်ခပ်ပြေးပြေးလေးဒီးပေးလိုက်ပါလေ။အလိုတိုက်ခိုက်နေကြရင်လည်းခဏကြာမှာပဲဆိုင်နီနာပဝင်းကျင်မှာရဲကားချက်ပေးတဲ့နေကိုကြားလိုက်ရတာကြောင့်ဒီဥမာလည်းဆိုင်ထဲကနေအများလစ်ပြေးသွားခဲ့ပါတော့တယ်။အဲဒီမှာရုံးရှိလေးရောက်လာခဲ့တဲ့အတွက်ဟွန်းချောင်းတို့သားမီးကိုပါခေါ်ခဲ့ကထဲကျုံနဲ့တူအိမ်ကိုပြန်လာခဲ့လိုက်ပါတော့တယ်။တပတ်မှရှိတဲ့ယိုဟန်ကတော့သူ့လောက်ရုံအဆောင်ကစီဒီမှတ်တမ်းကိုပြန်စစ်ဆေးနေနေတယ်။ အစောင်းတွေကိုခုံးဝင်လာတဲ့သူကထဲချွန်းဆိုတာကိုတီးသွားခဲ့ပါပြီ။ခဏကြာအင်တော်ဒင်းကရောက်လာပြီးတော့ယိုဟန်ကိုတွေးချင်လို့အဲ့တဲ့တွေရောက်နေကြောင်းကိုပြောတော့ယိုဟန်လည်းပြင်ကိုထွက်ကြည့်လိုက်ပါလေ။အင်ကိုရောက်နေတဲ့သူကဒိုကြောင်းတို့တားဖားဖြစ်နေပြီးတော့လိုင်းကိစ္စလဲဒိုကြောင်းညမှာစားထိုးရတဲ့ထဲချွန်းကထောင်ကနေလွတ်မြောက်သွားပြီးဆိုတဲ့တဲ့ရင်ကြောင့်သူတို့စီအမှုပြန်ပတ်မှာကိုမလိုလားကြောင်းယိုဟန်ကိုလာပြောခဲ့တာပဲဖြစ်ပါလေ။ဒိုကြောင်းရဲ့ဖားခင်အမတ်ကြီးကတားဖြစ်သူရဲ့အမှုမှာထဲချွန်းကိုစားထိုးပေးဖို့အတွက်ယိုဟန်တောင်းတဲ့လိုအပ်ကအတိုင်း ။ငွေကြေးပမာဏအမြောင်များကိုပေးထားတာဖြစ်လို့ဘက်ထရီကျုံးတယောက်ထောင်ကလွတ်လာပြီးအခုလိုလမ်းပေါ်ရှောက်သွားနေတာကဒါဖြစ်သူတွေအနေရှိလာနိုင်တာဖြစ်တဲ့အတွက်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ယိုဟန်ကပဲအပြေးအဝါတာဝန်ဝေးရမှာဖြစ်ကြောင်းနဲ့ဒီတစ်ပတ်အတွင်းထရီကျုံးကိုပြန်ရှေးမပေးနိုင်နောက်တစ်ခေါက်သူတို့စကားပြောမယ်စကားဝိုင်းကမိဖြစ်ဆွေဖြစ်ဖြစ်တော့မှာမဟုတ်ဘူးဆိုပြီးတော့လိုရင်းတူရှင်းမယ်ကျင်းလိုက်ကနေရာကနေထွက်သွားခဲ့ပါတော့တယ်။ဒုကယောင်းကလည်းသူနဲ့ယိုဟန်ကြားမှာဘလောက်ပဲရင်းနှီးပါစေဒီကိစ္စမှာတော့ယိုဟန်တာဝန်ပြေးရှိတာမလို့အဖေဖြစ်သူပြောတဲ့အတိုင်းမလုပ်ပေးနိုင်ရင် ထဲကျုံးကိုသူကရိုင်းရှာတတ်ပြီးတော့ယိုဟန်ကိုပေးထားတဲ့ငွေပမာဏကိုပြန်တောင်းယူမယ်လို့ချင်းချောက်ကဖခင်နောက်ကိုလိုက်သွားခဲ့ပါလေ။ယွမ်နုအိမ်ပေါ်မှာတော့မတ်ကြီးကထဲကျုံးဆိုတဲ့ကောင်ရှာမတွေ့ခင်တော်တွင်နိုင်ငံသားမှသာခဏသွားဆောင်နေလိုက်ဖို့အတွက်တားဖြစ်သူကိုပြောပြီးတော့အိမ်ကိုပြန်သွားခဲ့ပါလေ။ယွမ်စီကတော့သူ့ရဲ့နောက်ထပ်ပြင်မှတ်ဖြစ်တဲ့ဟင်းချောင်းကိုထဲကျုံးကကဲထုတ်သွားခဲ့ကြောင်တရုတ်မကသတင်းလန်းပို့ခဲ့တာမဟုတ်လို့ယွမ်နဲ့ရန်တွေတော်နဲ့ထဲကျုံးတို့ကဘလို့လက်ဆောင်မျိုးပြင်ဆင်ပေးရမလဲဆိုကအိမ်တော်ဒိန်းကြီးနဲ့တိုင်ပင်နေခဲ့ပါလေ။ ။အဲအချိန်ပြန်မို့လုံးနဲ့ဒိုကျောင်းကအိမ်ထဲမှာမတ်တက်ရက်နေတဲ့ယိုဟန်ကိုမြင်ပြီးတော့မပြိုင်မှာလက်ကလေးထောင်ပြကမာဂလာဘိန်လုံးနှုတ်ခွန်းဆက်တာသွားလိုက်ပါသေးတယ်။ရုံရှိအိမ်စီမတော်အွန်ဘီကထဲကျုံးနေတဲ့အခန်းထဲမှာဟျုံချောင်းနဲ့ပတ်သက်သမျှရှင်ပြုစုထားတဲ့ချက်လက်တွေကိုမြင်သွားခဲ့ပြီးထဲကျုံးကဘာကောင်များလဲဟာဆိုတာကိုစိတ်ဝင်စားလို့နေခဲ့ပါလိမ့်။အဲအချိန်မှာရုံရှိလည်းရောက်လာခဲ့တာကြောင့်အွန်ဘီလည်းအိမ်ထဲကိုဘယ်ကမှမသိတဲ့လူတွေကိုခေါ်လာပါမလားဆိုပြီးတော့အဖေပြည့်သူကိုအပြည့်ပြောဖို့လုပ်နေပါလိမ့်။ဒါပေမဲ့ဟျုံချောင်းတို့သားမီးရဲ့ရန်ကိုကြောက်လန့်ပြီးတော့တနာစာကောင်းနေတဲ့ပုံစံကြောင့် ။အုံမီလည်းဘာမှပြောပြခဲ့ပဲဒီတိုင်းသာလွတ်ထားလိုက်ရပါတော့တယ်။ခဏကြာမှတော့ဟျွန်းချောင်းကနိုင်မာကတ်ထားတဲ့သူတို့သားမီးရဲ့ဓာတ်ပုံလေးနဲ့သွာလာလှူရှားမှုမှတ်တမ်းတချို့ကိုမြင်ပြီးဘာတွေလှူထားလဲလို့ထဲကျုံးမေးလိုက်ပါတယ်။ထဲကျုံးလည်းဟျွန်းချောင်းကိုကြည်ဒီမမပြစ်မှုမှာတရားခံပြတဲ့အစားထုတ်ဖို့အတွက်ကြံစီနေတဲ့လှုပ်ကြံသူတွေရှိချောင်းနဲ့သူကလည်းဟျွန်းချောင်းကိုအဲ့ဒီဖျက်တွေကြားကနေကဲတင်မှုခုလိုမျိုးအချက်လက်တွေစူးစီးပြီးတော့စောင့်ကြည့်ပေးနေရသူပါလို့အကြောင်းဆုံးရှင်းပြပေးခဲ့ပါလိမ့်။ရုံးရှိကလည်းယုံချောင်းလုံးဒီမှာဆက်နေမလုံးကျုံနိုင်တော့တာကြောင့ အဝေးတနေရာမှာသွားဆောင်မှုဆွေမျိုးတောင်းမှမရှိဘူးလားလို့မေးလိုက်ပါတယ်။ညွန်ကြောင်ကသူတို့သားမိမှနှီးစရာဆွေမျိုးမရှိသလိုသွားစရာနေရာလည်းမရှိတောင်းကိုပြောပြချိန်မှာတော့ထဲကျွန်းတဲ့ရုံးရှိတို့လည်းအတော်လေးကိုစိတ်မကောင်းဖြစ်သွားခဲ့ရပါတော့တယ်။ဒါမှလည်းလက်ရှိချိန်ဒီမှာဆောင်မနေဘူးဆိုရင်ညွန်ကြောင်တို့တွန်းအန်နဲ့အရန်များတာမလို့မတတ်တာတဲ့အစိုးဇိုးသမီးလေးဝန်ပြီးစီမှာပဲရုံးရှိနဲ့ထဲကျွန်းကအကူကြီးတောင်းကြည့်ရပါတော့တယ်။ခဏကြာမှတော့သူကြကြစိတ်ကောင်းဝင်နေတဲ့ဝန်ပြီးရဲ့အကူကြီးနဲ့ပဲညွန်ကြောင်တို့သားမိဟာဝန်ပြီးနဲ့သူမတငယ်ချင်းတို့အတူနေတဲ့အိမ်မှာ ပုံးဆောင်နေထိုင်ခွင့်ရသွားခဲ့ပါတယ်အင်ဂွေအောင်တို့အွန်ဘီကသူမကတငယ်ချင်းအခန်းမှာပဲသွားရမှာမလို့သူခန်းကိုလွတ်လပ်လပ်သုံးပါဆိုပြီးတော့ညွှန်ကြားအောင်ပြောတဲ့အခါညွှန်ကြားလဲကျေးဇူးတင်ပါအကြောင်းပြန်ပြီးတော့ပြောလိုက်ပါတယ်အဲနောက်အွန်ဘီပြေုံထွက်လာချိန်မှာတော့ရုံးရှိကတမီးရဒီမှာနေလာလားအိမ်မှာတခုပြက်လို့လွယ်တာရှိရင်ပြောတော့ဆိုပြီးတော့ပြောလိုက်ပေမဲ့ခြေတမီးလေးကတော့ဖေကိုပါပြန်မပြောပဲလူမိုက်ကြီးနဲ့သာစိုက်ကြည့်နေခဲ့တာကြောင့်ရုံးရှိလဲညွှန်ကြားတို့တားမိတော့လွယ်တာလေးတွေသွားဝယ်ပေးလိုက်အောင်မယ်လို့စကားလမ်းကြောင်းလွှဲပြီးတော့လစ်သွားခဲ့ရပါတယ် ထဲကျွန်းနဲ့နှစ်ယောက်တည်းကြံနေချိန်မှာတော့အွန်မီလည်းအမောပြေဇီဂရက်လေးတစ်ဖွာလောက်ဖွာဖို့လှုပ်တဲ့အခါထဲကျွန်းကဆက်လေးကိုဆွဲလုလိုက်ပြီးညွန်ကျောင်းရဲ့သမီးလေးကဘန်းနာရင်ကျက်ယောဂါကိုခန်းစားနေရတာကြောင့်ဇီလိန်နန်းနဲ့တခုဖြစ်သွားလိမ့်မယ်ဆိုပြီးတော့မတောက်ဖို့တားလိုက်ပါလေအဲ့တော့အွန်မီလည်းဒေါသထွက်သွားပြီးတော့သူမနဲ့စကားပြောအောင်လို့ဆိုကထဲကျွန်းကိုအနီးနားဆိုင်းဆိုင်းစီကိုခေါ်သွားခဲ့လိုက်ပါလေဆိုင်းရောက်တော့ထဲကျွန်းကတိုးမှန်ပါလေထဲကျွန်းကလူတက်ခဲ့တာလားမတက်ခဲ့ဘူးလားဆိုတာတိတ်နာမလဲဘူးဖြစ်နေတယ်ဆိုပြီးတော့အွန်မီကစကားဆားလိုက်ပါလေ တဲကြောင့်ရှေးဝေးပြောမနေပဲကြိုက်သလိုသာထင်လိုက်လို့ပြန်ပြောလိုက်ပြီးဇန်းနေထွက်သွားပလို့လိုက်တာကြောင့်အုံမီလဲသူမမီးတော်မဖြစ်ရင်ဟွန်းချောင်းတို့သားမီးကိုအင်းအားနေနှင်ထုတ်ပလိုက်မယ်ဆိုပြီးတော့အကြက်ကိုင်းပြလိုက်ပါလိမ့်အဲ့တော့တဲကြောင့်လည်းဘလို့မှမတက်တာတဲ့အစိုးသူကြုံခဲ့ရတဲ့ဖြစ်မှန်တွေနဲ့လက်ရှိမှာလဲဟွန်းချောင်းတို့သားမီးကိုဘာကြောင့်ကဲခဲ့ရတယ်ဆိုတာတွေကိုအုံမီနားလည်အောင်လို့ရှင်းပြလိုက်ရပါတော့တယ်တဲကြောင့်လည်းစကားပြောပြီးပြန်မှာအုံမီတယောက်အဲ့ရဝင်းချိန်မှာတော့ကိုမကျူးလွန်ခဲ့ပဲနဲ့အပြစ်အတွက်ပေးဆက်နေခဲ့ရတဲ့အတွက်တဲကြောင့်တယောက်ဘလောက်များခံစားနေခဲ့ရမလဲဆိုတဲ့အတွေးတွေနဲ့ ကိုကျင်းစာစိတ်တွေဝင်းကားအိမပြောနိုင်ဖြစ်နေခဲ့ရပါတယ်။တပတ်မှလည်းရုံရှင်းတဲ့ထဲကျွန်းတို့အိမ်ပြန်လဲမှာရှိနေတော့ရုံရှင်းစီကိုဖုန်းတစ်လုံးကဝင်လာခဲ့ပါတယ်။ရုံရှင်းကဖုန်းကင်လိုက်ပြီးချိန်မှာတော့အံ့ဩပြီးတော့ဆဲလို့ရှားနေတဲ့ပုံစံနဲ့တပတ်ကပြောသမျှကိုတင်းအင်းနဲ့ပြန်ဖြေပြီးတော့ဖုန်းချခဲ့တာကြောင့်ထဲကျွန်းလည်းဘသူဆက်တာမလို့အဲ့လောက်ထိတော့ဆိတ်လို့ရှားနေရလေလို့ရုံရှင်းကိုမေးလိုက်ပါတယ်။ရုံရှင်းကသူ့စီကိုဖုန်းဆက်တာကဘသူမှမဟုတ်ပဲအွန်ပြီးဖုန်းဆက်တာဖြစ်ပြီးတော့တခုလိုအပ်တာရှိရင်သူမရဲ့ဒီဖုန်းနံပါတ်ကိုဆက်လို့ရအောင်ပြောသွားတယ်လို့ပြောပြတဲ့အခါ ထဲကျုံနဲ့သမီးဖြစ်သူနဲ့စကားပြောတာများတလောက်ထိစိတ်လှုပ်ရှားစရာလိုလိုလားလို့ပြန်မေးလိုက်ပါလေအဲ့တော့ရုံရှိရသူဟာသမီးဖြစ်သူအိုမီနဲ့ဖုန်းပြောဘူးတာဒါပထမဆုံးချိန်ဖြစ်ပြီးအရင်ကတော့သမီးဖြစ်သူဟာသူမရဲ့ဖုန်းနံပါတ်ကိုတော့လုံးဝပေးမသိခဲ့ဘူးလို့ဆိုလိုက်ပါလေအဲ့တော့ရုံရှိကဂျင်ဂျင်နဲ့နဲ့ကြီးရီချလိုက်ပြီးတော့ဒီနေ့မှသမီးဖြစ်သူနေတဲ့နေရာနဲ့ဖုန်းနံပါတ်ကိုပါတိကွင်ရတဲ့အတွက်ထဲကျုံကသူ့အတွက်ကံကောင်းမှုတွေကိုစောင်းလာပေးတဲ့သူပါဆိုပြီးတော့ပါမစီမဆိုင်တင်စားနေလိုက်ပါသေးတယ်ထဲကျုံကတော့ကိုအဖေကိုတော့နှိမ့်စာပေးမသိဘူး ဖုန်းနံပါတ်ပေးမသိတဲ့အွန်ဘီကိုတော်ရိုင်းဆိုင်တဲ့ကလေးမှာပဲဆိုပြီးတော့သာမှတ်ချက်တွေပေးနေခဲ့ပါလိမ့်။ရုံးချလက်ထဲကျွမ်းစကားကိုကြားတဲ့အခါတမီးဖြစ်သူရဲ့ပုံစံကအဲ့ဒီလိုထင်ရပေမဲ့တကယ်တော့အွန်ဘီဟာစိတ်သောထားရမ်းကောင်းတဲ့ကလေးပါလို့ပြောလိုက်ပြီးအွန်ဘီစီကနေအခုလိုဆက်ဆံခံရတာကလည်းသူကသာအွန်ဘီစီကနေအဖိုးတန်ဆုံးအရာကိုလူယူပြီးတော့တေးအောင်ကြေအောင်မဆက်နိုင်တဲ့အပြစ်တွေကိုကျူးလွန်မိခဲ့လို့ပါလို့ပြောပြီးဝမ်းနည်းစွာနဲ့ထပ်ပြီးတော့ပြောပြလိုက်ပါလိမ့်။အင်ကွန်ပြောင်းတဲ့အခါမှာတော့ထဲကျွမ်းတို့လည်းပြင်ကနေဝယ်လာတဲ့စားစရာတွေကိုအတူစားဖို့အတွက်ပြင်ဆင်လိုက်ကြပါလိမ့်။ အချင်း TV ကနေစိတ်ဝင်စားစရာသတင်းတစ်ခုကိုကြားလိုက်ရတာကတော့ထဲဆုံးလဲစကားပြောတာကိုရပ်ပြီးတော့သတင်းကိုနားထောင်နေခဲ့လိုက်ပါလေသတင်းထဲမှာတော့တည်ဆုံးသူစန္ဒယားပညာရှင်အမျိုးသားတယောက်ကိုရရဆက်ဆက်နဲ့တတ်ဖြတ်သွားတဲ့တရားခံကိုခံမှန်းတွေးရှိခဲ့ပြီးဆိုပြီးတော့တင်ဆက်ထားခဲ့တာပါအဲသတင်းကိုကြားလိုက်ရခြင်းမှာတော့ထဲဆုံးနဲ့ရုံးရှိတို့လဲလုံးချံသူတွေကညွှန်းချောင်းကိုမရလိုက်တဲ့အတွက်နောက်ထပ်ပြစ်မှတ်တယောက်ကိုအစားထုတ်ဖို့လုံနေကြပြီးဆိုတော့ချက်ချင်းပဲသဘောပေါက်သွားခဲ့ပါတော့တယ်တဖက်မှာလဲ UN ကပြစ်မှုအတွက် လူတယောက်ကိုအစားထိုးပေးပြီးသွားတာမလို့သူတာဝန်ကိုကောင်းကောင်းခြေပုံခဲ့ပြီဖြစ်ကြောင်းတဖက်ကလှုပ်အပ်သူကိုဖုံးဆက်ပြောပြီးတော့ညသာစားဖို့လုပ်နေခဲ့ပါတယ်။ထဲကျုံကတော့ဆောဆောကသတင်းကိုနားထောင်ပြီးခြင်းပါပဲ။ဖုန်းလာတဲ့မျိုးသမီးနောက်ကနေလိုက်သွားခဲ့တဲ့အစာဦးကြီးစီကိုချက်ချင်းပဲထွက်လာခဲ့လိုက်ပါတယ်။ဇာဦးစီရောက်ချိန်မှာတော့အပေါ့ဝဝင်ခြင်းပါပဲ။သူစီကိုဖုန်းလာတဲ့မျိုးသမီးနဲ့ဝန်ထမ်းအများပြားရဲရဲဆက်ဆက်အတက်ခံထားပြီးဖြစ်ပြီးတော့တေဆုံးနေခဲ့ကြပြီ။ဆိုတော့ကိုတွေ့လိုက်ရပါတော့တယ်။အဲတော့ဘောဘက်ကနေအတန်တခုကြားလို့မောကြည့်လိုက်တဲ့အခါမှာတော့ တခုခုကအောက်ဘက်ကိုရွေရှားပြီးတော့ဈေးလာနေတာကိုထဲချွန်းလဲတွေးလိုက်ရပါတယ်။အောက်ကိုပြုတ်ကြလာချိန်မှာတော့ထဲချွန်းမြင်လိုက်တဲ့ယာကြီးကနမ်ချွန်းရဲ့ခေါင်းပြက်ကြီးပဲဖြစ်နေခဲ့ပြီးတော့ခေါင်းပြက်ကြီးရဲ့ဗစက်ထဲမှာလည်းစာအိတ်တစောင်းကိုထည့်ပေးထားတာကိုတွေးလိုက်ရပါတော့လေ။ထဲချွန်းကတော့သူမြင်လိုက်တဲ့ယာကြောင့်မယုံနိုင်လောက်အောင်ထိတ်လိုက်ပြီးတော့တော်လေးကိုသွေးပြတ်သွားခဲ့ရတာပါ။အဲတော့ထဲချွန်းရဲ့ရှိသေးတဲ့ကဈေးပေါ်မှာလည်းထဲချွန်းကိုအမိန်ချတော့ကအမှုဖိုင်မှတ်တမ်းထဲချွန်းကိုတရားခံမြစ်ဖမ်းဆီးခဲ့တော့ကဓာတ်ပုံတရားခံအစစ်ဖြစ်တဲ့ဘတ်တို့ကြောင်းနဲ့ ဒီအရာရင်းနဲ့ဘာမှမတက်ဆိုင်တဲ့ညွှန်းကြောင်းတို့ဒါမီရဲ့ဓာတ်ပုံလေးကိုပါအစီရေချာထားပြီးခဲ့ပါလေ။ထဲကျွန်းလေးပုံလေးကိုကြည့်ပြီးတဲ့နောက်ဘေးမှာရှိတဲ့ဘတ်ထဲကျွန်းစီတို့ဆိုပြီးတော့ရေးထားတဲ့စာအုပ်ကိုဖွင့်ကြည့်လိုက်ပါတော့လေ။စာအုပ်ထဲမှာဝမ်၃သိန်းထည့်ပေးထားတာကိုမြင်လိုက်ရချိန်မှာတော့ထဲကျွန်းလေးဘာလို့ဆိုလိုတာလဲဆိုတော့ချက်ချင်းပဲသဘောပေါက်သွားခဲ့တဲ့အတွက်အရန်ပေါက်ကွဲပြီးတော့လက်ထဲကပတ်စံတွေအားလုံးကိုဖြန့်ကျဲပစ်လိုက်ပါတော့လေ။ဒါရီမကာသေးပဲအပေါ်မှာရှိနေ TV ကြီးကလည်းပွင့်လာခဲ့ပြီးတော့အကျဉ်းသားဖြစ်မှတ်တမ်းတင်ခံထားတဲ့ထဲကျွန်းရဲ့ပုံကိုဖွင့်ပြနေပြန်ပါလေ။ ိုင်နောက်ထဲအကျွန်းဓာတ်ပုံကနေဒိုကြောင်းရဲ့ဓာတ်ပုံဖြစ်ကိုပြောင်းသွားပြီးတော့ပုံရဲ့အောက်မှာလည်းတရားခံကဒီဓာတ်ပုံပိုင်ရှင်ဘတ်ဒိုကြောင်းမဲ့လို့ရေးထားပြီးဒိုကြောင်းရဲ့ဓာတ်ပုံကလည်းထဲအကျွန်းပြောင်းပြနေသလိုမျိုးလှုပ်ထားလိုက်ပါသေးတယ်။နောက်ပြီးတော့တရားခံဆစ်ပြတဲ့ဘတ်ဒိုကြောင်းကိုရှာဖို့သဲလွန်စာပေးမယ်ဆိုပြီးတော့ဒိုကြောင်းရဲ့ social account ကိုပါချပြလိုက်ချိန်မှာတော့ထဲအကျွန်းလည်းမျက်စိရှိမှမြင်လိုက်တဲ့ယာရီကြောင်းရန်ကိုစွန့်အပြီးကြောင်တောင်တောင်ဖြစ်သွားခဲ့ရပါတော့တယ်။ဒါရီအောင်ကရန်တော်နေတတ်နေတဲ့ထဲအကျွန်းတွေယိုအန်ကိုတိုင်းပြင်ဆင်ပေးထားတဲ့လက်ဆောင်တွေပဲဖြစ်ပြီးတော့ ယွမ်ကထဲချုံးတယောက်သွေးပြက်နေတဲ့မြေငွင်းကိုတစ်ဖက်ကနေစောင့်ကြည့်ရင်အရန်ကိုသဘောကျနေတုံးပါပဲဒီပန်းလေဒီမှာခိတရန်နာသွားပြန်ပါလေခင်ဗျာဟုတ်ကဲ့ပါဒီနေ့ကျွန်တော်တင်ဆက်မှုကတော့ဒီလောက်ပါပဲနောက်နေ့မှာဘိုင်းစရီဆက်ပြီးတော့ရှိဦးမှာဖြစ်တဲ့အတွက် channel subscribe လုပ်ပြီးနောက်ခေါင်းလုံးနေပြီးတော့စောင့်ကြည့်ကြတာကိုပြောရင်းနဲ့ဒီနေ့မှာကြည့်ရှုပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ပါတယ်ခင်ဗျာ